diversity အတွက်လည်းချုပ်ပေးတယ် miss လေးအတွက်လည်းချုပ်ပေးဖြစ်တယ်ရှင်အခုလောလောဆယ်တော့ဟိုတမီးလေးရွှေရောင်ပေါ့ရွှေရောင်လေးဟာအင်ဒိုနီးရှားမှာ miss အတွက်ပြိုင်မှုဝစ်စုံလေးပေါ့နော်အဲ့ဒါကိုညီမကဘယ်လိုလဲဆိုချင်းတယ်လေးပေါ့ချင်းတယ်လေးကိုအာကောင်းလေးပေါ့ evening ကောင်းလေးပုံစံလေးစမ်းတက်ထားတာရှင်ဟုတ် idea ကတော့ညီမတို့ကတော့ဟိုဘယ်လိုပြောရမလဲဆိုတော့ကို idea အစ်စ်ကြီးလဲတော့ မဟုတ်ဘူးပေါ့နော်သူများစီကလည်းနိုင်ငံခြား page တွေကနေပြီးတော့လည်း inspire ယူတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဒီဟာလေးကတော့ညီမအာချင်းတယ်လေးကိုညီမကဒီလိုမျိုးလေးပေါ့နော်အာ evening gown လေးအနေနဲ့လူငယ်လေးစံမဲအဲအဲ့လိုမျိုးလေးပေါ့အာ cute type လေးလဲသွားမဲ့ပုံစံလေးဖန်တီးခြင်းမဲဆိုရဲစိတ်ကလေးနဲ့လှုပ်ထားတာပေါ့ရှင်ညီမပါတဲ့ show boy လေးတွေဆိုလို့ရှင်ညီမကလေးတွေညီမအကုန်ခေါ်သွားတာ ကညီမ3ယောက်ရှိတယ်ရှင်ကလေးဟုတ်ကဲ့ရှင်ကလေး3ယောက်ရှိပါတယ်အဲ့ဆိုညီမပါခဲ့တဲ့ရှိုးပွဲတွေဆိုလို့ရှိရင်ညီမကလေးတွေအကုန်ခေါ်သွားတာသူတို့မမေကအဲသူတို့ကိုထားခဲ့ပြီးတော့ပျောက်ပျောက်သွားတာသူတို့နားလေးကနေပျောက်ပျောက်သွားတဲ့အချိန်ကြီးကမမေကဘာလုပ်နေတာလဲဆိုတော့မိကွန်းအတွက်ကိုညီမကသူတို့ကိုအထင်အနေနဲ့ညီမပွဲလေးတွေပါဖြစ်တယ်ဆိုလို့ရှိရင်ညီမကလေးတွေခေါ်ခေါ်သွားတာရှင်အနမေကတော့ဒီဇိုင်နာတန်ကြီးထွန်းမှာ အာဒီ Madam Fashion Design and Technician School ကို run ထားတာဆိုရင်တော့2018ထဲရပါတော့เนาะအဲ့လိုမျိုး run ပြီးတော့ဒီမှာဟို founder presidents ပေါ့เนาะအဲ့လိုမျိုးအနေနဲ့ကျွန်မဒီမှာသင်ကြားနေတာပေါ့เนาะဟုတ်ကဲ့ပါ။ဟုတ်ကဲ့ရှင်ဟိုပါပေါ့ events တွေအတွက်လည်းချုပ်ပြီးတယ် miss လေးတွေအတွက်လည်းချုပ်ပြီးဖြစ်တယ်ရှင်။အခုလောလောဆယ်တော့ဟိုတမီလေးရွှေရောင်ပေါ့ရွှေရောင်လေးဟာအင်ဒိုနီးရှားမှာ miss အတွက်ပြိုင်မှုဝစ်စုံလေးပေါ့เนาะအဲ့ဒါကိုညီမကဘယ်လိုလဲဆိုတော့ချင်းတယ်လေးပေါ့ချင်းတယ်လေးကိုအာ ခေါင်းလေးပေါ့ evening ခေါင်းလေးပုံစံလေးစမ်းသစ်ထားတာရှင်ဟုတ်ဟုတ်ကဲ့ရှင်ဟိုဟာ idea ကတော့ညီမတို့ကတော့ဟိုဘယ်လိုပြောရမလဲဆိုတော့ကို idea အစ်စ်ကြီးလဲတော့မဟုတ်ဘူးပေါ့နော်သူများစီကလည်းနိုင်ငံခြား page တွေကနေပြီးတော့လည်း inspire ယူရဲဟာလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဒီဟာလေးကတော့ညီမအချင်းတယ်လေးကိုညီမကဒီလိုမျိုးလေးပေါ့နော် evening ခေါင်းလေးအနေနဲ့လူငယ်လေးစမ်းမယ်အဲအဲ့လိုမျိုးလေးပေါ့ဟာ cute type ကလေးလဲသွားမဲ့ပုံစံလေးဖန်တီးခြင်းလဲဆိုတော့စိတ်ကလေးနဲ့လှုပ်ထားတာပေါ့ရှင်။ဒီလူလက်ပိုင်းရောက်မှလေ့လာတာဆိုတော့အာညီမဖြတ်တန်းရတာတွေကအများကြီးပဲပေါ့ရှင်။အဲ့ဒီချိန်ကညီမအိမ်အောင်ကြသွားပြီဆိုတော့လေကလေးလေးတွေထားခဲ့ပြီးတော့ညီမဒီပညာကိုလူချင်းလုံးလုံးသင်ခဲ့ရတာပေါ့။ဟုတ်ဟုတ်ကဲ့ရှင်ညီမအရင်တော့ဆိုလို့ရှိရင်မတော့ညီမပါတဲ့ရှိုးပွဲလေးတွေဆိုလို့ရှိရင်ညီမကလေးတွေညီမအကုန်ခေါ်သွားတာ ဒါညီမ3ယောက်ရှိရဲ့ရှင်ကလေးဟုတ်ကဲ့ရှင်ကလေး3ယောက်ရှိပါတယ်အဲ့တော့ညီမပါခဲ့တဲ့ show ပွဲတွေဆိုလို့ရှင်ညီမကလေးတွေအကုန်ခေါ်သွားတာသူတို့မမေကအဲသူတို့ကိုထားခဲ့ပြီးတော့ပျောက်ပျောက်သွားတာသူတို့နားလေးကနေပျောက်ပျောက်သွားတဲ့အချိန်ကြီးဟာမမေကဘာလုပ်နေတာလဲဆိုတော့မိကွန်းအတွက်ကိုညီမကသူတို့ကိုအဖြေအနေနဲ့ညီမပွဲလေးတွေပါဖြစ်တယ်ဆိုလို့ရှင်ညီမကလေးတွေခေါ်ခေါ်သွားတာရှင်အာသူတို့ကတော့ဂုံယူတာပေါ့အဲသူတို့ရဲ့မမေကဒီအများကိုအာအလှ လှလှလေးဖြစ်အောင်ဖန်တီးပေးတဲ့နေရာမှာအာနေရာတစ်ခုရနေတဲ့မျိုးသမီးတယောက်ဆိုတဲ့ခါကျတော့သူတို့လည်းခုံယူတာပေါ့အဲအဲ့လိုတော့မရှိဘူးညီမကလေးတွေကဟိုကငယ်ငယ်လေးတွေကတော့မြင်ကောင်းနေရှင်အာတသားငယ်ဆုံးလေးက၈နှစ်ရှိပြီရှင်ဟုတ်အဲ့တသားမရှိခင်တည်းကညီမဒီဒီဇိုင်းနာလေးလာခဲ့တာပေါ့။သမီးအလက်ကလေး အာကိုဝင်နေတဲ့ရပိုကေရှင်အဲ့လိုမျိုးပေါ့အဲ့ဒါကြောင့်မလို့မဆောနာမေးတဲ့မိကွန်းဘလို့ခက်ခဲတွေကိုဖြတ်ကျော်ခဲ့ရလဲဆိုတော့ညီမရဲ့အခက်ခဲကကြတော့တာသမီနဲ့နွနွထွထွနေတဲ့အချိန်ကလေးတွေပေါ့အဲ့ဒီအချိန်ကလေးတွေကိုညီမကအရန်ဝါသနာပါတဲ့ဒီဒီဇိုင်နာပညာရက်မှာညီမနှိမ့်မြုပ်ခဲ့ရတာပေါ့ဟုတ်ကိုကြီးနဲ့တင်တန်းတွေတက်ခဲ့ရတဲ့အချိန်တွေလည်းရှိရဲ့ရှင်ဟုတ်ကဲ့ပါရှင်။ဒီချိန်ကျတော့အဲ့ဒီတော့ကတော့ညီမကလေးဘယ်လိုဖြစ်နေရလဲဆိုတော့ကိုငငယ်လေးတွေကဝါသနာပါတဲ့အာဒီဒီဇိုင်နာပညာရက်ကိုအာ လေ့လာခွင့်ရတဲ့ခါကျတော့ညီမကကိုကိုကိုတအားမှပေါ့ပါနေတာပေါ့ပျော်ရွှင်ပြီးတော့ပေါ့ပါနေတာပေါ့အာကိုဖြစ်ချင်တဲ့ဘန်းနိုင်အဲထိတော့မရောက်သေးဘူးပေါ့နေရာတစ်ခုတော့ ရောက်နေပြီလို့ခံစားရပါရှင်။အာလက်ရှိကတော့ညီမကဟိုစပေါ့တင်နန်းချောင်းလေးရဲ့ညီမဟိုဟာမြန်မာတဲလေးတွေကို ready to wear အနေနဲ့ဟိုနည်းနည်းဟို quality ပေါ့နော် quality ပုံစံလေးတွားချင်တာအဲ့ဒီအတွက်ကိုညီမစူးစမ်းနေရရှင်။တင်နန်းလိပ်စာကကြတော့အမှတ်၄နှစ်ကကြီးမန်ပြေကူလန်းအရှိအာ၃ရက်ွက်တက်ဂီတာပေါ့ရှင်တက်ဂီတာပါ